်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဒူဘိုဂျိုမူကြီးဆိုဝင်ရန်ကုန်ရောက်နေချိန်မှာပဲရန်ကုန်မြို့မှာတန်လင်တရားဘုံပေါက်ကွဲမှုနဲ့အကြီးစားပုံမှုချုပ်တူပြစ်ခတ်ခံရတာကြောင့်တိုင်းဦးစီချုပ်ဘုံမူကြီးတပ်ပိုင်စော်ကိုခေါ်ယူစစ်ဆေးနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ် တန်လင်းမျိုးနယ်တရားအနေပုံပေါက်ကွဲမှုကြောင့်ရန်ကုန်တိုင်းအတွင်းလုံခြုံရေးတိုးမြင့်ထားဖို့တတိပေးထားတဲ့အကြာကနေအငိးစားတန်မတ်ဘုံမှုချုပ်ဦးချိုထွန်းအောင်ပြတ်သက်ခံရတာကြောင့်ခေါ်ယူဆစ်ဆင်းနေတာဖြစ်တယ်လို့မင်္ဂလာတုံတက်နေတဲ့နေဆက်သူတအုပ်က TV ကိုပြောပါဗျာ။တေဆုံးသွားတဲ့ဘုံမှုချုပ်ဦးချိုထွန်းအောင်ကိုမင်္ဂလာတုံဆစ်ဆေးယုံငြိမ်းကြီးစရက်မှာမေလ24ရက်နေ့မှာတကြုံမှာဖြစ်တဲ့အတွက်လက်တလုံးမှာဒူတိုင်းမှုဘုံမှုကြီးဦးထွန်းထွန်းဝင်းကတာဝန်ယူထားတယ်လို့သူကရှင်းပြပါဗျာ။ မေလ22ရက်နေ့က Golden Valley Warrior အဖွဲ့ကမယန်းကုန်းမြို့နယ် A1 လမ်းမပေါ်မှာနေထိုင်တဲ့ဗိုလ်မှူးချုပ်ဦးချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တဲ့အကြောင်းထုတ်ပြန်ထားပါတယ်ရှင်ငလေးကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့အင်းလေးဒေတာကနေအိမ်တွေကိုပြန်လည်တီထောင်တာမှာ30ရာခိုင်နှုန်းလောက်ပဲပြီးစီးပါသေးတယ်။နင်းနင်းတရင်ပြဖို့ထားပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းကအင်းလေးဒေတာဟာမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလေးကြောင့် ပြည်သူအယောက်100ကျော်တိတ်ဆုံးခဲ့ရပြီးနေအိမ်3200ကျော်ရိုင်းလဲပျက်စီးခဲ့ရပါတယ်။ပြန်လဲသွားတဲ့အိမ်တွေကိုပြန်လည်တက်မှတ်တာတွေပြုလုပ်တာကတရာမှာ90ရာခိုင်နှုန်းလောက်ထိပြုပြင်ပြီးပေမဲ့လုံးဝပျက်စီးသွားတဲ့နေအိမ်တွေအတွက်ပြန်လည်ထူထောင်ရေးလုပ်တာက90ရာခိုင်နှုန်းလောက်ထိပဲပြီးပါသေးတယ်။လုံးဝပျက်စီးပြီးတော့ပြန်လည်ဆောင်မယ့်အိမ်တွေကတော့တင်းလုံးနေထားပြောမယ်ဆို30ရာခိုင်နှုန်းလောက် အဲ့လောက်ပဲပြီးစီးနိုင်ခဲ့ကြ။ဘာလို့ဆိုတော့နံပါတ်၈ရက်ငွေရေးကြီးအစမပြေတဲ့ကိစ္စရဲ့နံပါတ်၂ကဟိုကုန်စည်နှုန်းတက်တာရဲ့နံပါတ်၃ကလက်သမားဆေးရအောင်လောက်မရှိတာရေပေါ့နော်။ကုန်စည်နှုန်းတက်နေတာဆိုတနည်းတခြားပါပဲဗျာ။ငါတောင်းအောင်လို့မျိုးခုန်တက်နေတော့လေ။မှန်တာကလည်းတခြားစီဖြစ်နေပေါ့နော်။အခုကမိုးရတာများတော့တယ်။အေးပြန်လေဒီဆောင်နေတဲ့အချိန်ဒီပါဆိုမိုးတွေလေတွေလို့မျိုးရွာရှာတိတ်လာပြီဆိုဆောက်ဆောက်လို့ရတယ်ကအခုကြီးခလိုက်ချက်ထားရတယ်။တချို့နေရာတွေမှာအိမ်မဆောက်ရသေးတဲ့အတွက် ယာယီတက်ထိုးပြီးနေထိုင်နေရင်းကနေမိုးရွာလာတာကြောင့်ရေတက်လာတာတွေကိုလည်းကြုံတွေ့နေရပါတယ်။ပြိုလဲပြက်စီးသွားတဲ့အိမ်တလုံးကိုပြန်လည်တီထောင်ရမှာဝါအိမ်တလုံးကိုငွေကျပ်55သိန်းလောက်ကုန်ကြပြီးတစ်အိမ်တလုံးကိုသိန်း100ကနေသိန်း300အထိကုန်ကြတယ်လို့သိရပါတယ်။ကျော်လက်သမားဆရာတရားအမည်နဲ့ပြောမယ်ဆိုရင်ကုန်းပေါ်မှာဆောက်ရတာပုံပြီးတော့မြန်တယ်။ရည်ရဲကြတော့လောက်တာပုံခက်ခဲ့တယ်။အခုကအလူရှင်တွေကရက်တက်မှတ်ထားတော့ကျွန်တော်တို့လက်သမားဆရာတွေမှာ ိုအင်တီအခုညီတောင်းတော့အခုအိမ်မှာတရက်နေဝင်ပြီးဟိုဘက်အိမ်ဝင်ပြီးနေရတော့ပြီးတက်တယ်လို့မပြလက်ထမအင်အားမရှိတော့ဟိုဘက်အိမ်နေရောက်ဒီဘက်အိမ်၃ရောက်ခွဲပြီးနေရတော့အရှင်ရပူပြီးတော့ကြာကြံတော့တယ်ဟုတ်ငလင်ကြောင့်အင်းလေးဒေသကနန်းပန်၊ကေလာ၊ကြာတော်၊ဇရက်ကြီး၊ဟဲရရွာမှစိတ်တ၊တလဲဦး၊ရေလဲ၊ရှိဝကြီး၊မြောင်းဝကြီးစတဲ့ကြီးရွာတွေမှာနေအိမ်တွေပျက်စီးခဲ့ရတာပဲဖြစ်ပါတယ်။ ျက်စီးသွားခဲ့တဲ့နေအိမ်တွေအတွက်ပြည်တွင်းပြည်ပကအလူရှင်တွေကနေအိမ်တွေပြန်လည်ဆောက်လုပ်နိုင်ဖို့ပံ့ပိုးကူညီနေကြပေမဲ့ကုန်စည်နှုန်းတက်လာတာမိုးရေစတိုက်ရွာတာလက်သမားမလုံလောက်တာထိခိုက်ပျက်စီးရတဲ့နေအိမ်တွေများတာကြောင့်အခက်အခဲတွေကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ကျမနင်းနင်းပါပြန်ပေးဆွေးချင်းချောင်းဝေတောင်းပြီးရက်ဆက်စွာတက်ဖြတ်ခံရတဲ့ဘကုံးမျိုးကအသက်16နှစ်အရွယ်ခုနှစ်တန်းကျောင်းသားအမှုမှာ ပြစ်မှုကျူးလွန်သူတွေတဲကတအုပ်ကိုရဲတွေကဖမ်းမိထားတယ်လို့မြို့ကန်တွေစီကသိရပါဗျ မေလ20ရက်နေ့ညနေ9နာရီကနေကနေဘောလုံးကံမိုးသွားတဲ့ဘကုံးမြို့မစင်းရက်ကမဟာစင်းကဒေဗီကိုပြောပါရယ်မောင်တက်နိုင်မဲ့အသက်ခံရမှုနဲ့ပတ်သက်ပြီးပြမှုကျွလွန်သူတွေကတအုပ်ကိုပဲခူးမျိုးနဲ့အမှတ်နှစ်နေမြေရဲစခန်းကမေလာ23ရက်နေ့ကဖမ်းမိခဲ့ပြီးစစ်ဆေးနေတယ်လို့ရဲတပ်ဖွဲ့နဲ့နေဆက်သူတအုပ်ကအရွတ်နေပြီးကလေးကိုလာရောက်ခေါ်ဆောင်သွားသူတအုပ်ကိုသာဖမ်းမိခဲ့ကအခြားပြမှုကျွလွန်သူတွေလွတ်မြောက်နေစေလို့သူကဆက်ပြောပါရရှင်။ ကင်းပြည်နယ်မြောက်ရီမြို့နယ်တက္ကဒီစံပြကြီးရွာမှာ KNA ကင်းအမျိုးသားတပ်မတော်ရဲ့အရာရှိငယ်ခေါင်းဆောင်မှုအည်သွေးမွန်မှန်တင်နန်းဆင်းပွဲကိုမေလ22ရက်နေ့ကကျင်းပခဲ့ပါတယ်။မောင်တူပြဖို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မြောက်ရီမြို့နယ်ဒေါနာတောင်လန်းလူကျိုးတောင်ကြီးကတက္ကဒီရွာမှာ KNA ကင်းအမျိုးသားတပ်မတော်ရဲ့အရာရှိငယ်ခေါင်းဆောင်မှုအည်သွေးမွန်မှန်တင်နန်းဆင်းပွဲပြုလုပ်ခဲ့ကြတာပါ။ ဒီနေ့ကတော့ကျွန်တော်တို့ဟိုနေမ78ကြိမ်မြောက်ဟိုအရာရှိမုံမာတင်တန်းစင်ပွဲလောက်လောက်တာပေါ့နော်။ဘာကြောင့်လောက်လဲဆိုတော့အတိတ်ကတော့ကျွန်တော်တို့ဒီအရာရှိတွေကဟိုဟိုနေမဒီပြည်သူလူထုတွေနဲ့ဒီဆက်ဆံတဲ့အပိုင်းမှာခုနကပြောလို့ဟိုအတိတ်ကဟိုဟိုနေမပြည်သူတွေပေါ်မှာ ဟိုဝန်ထုတ်ဖို့မဖြစ်အောင်ပေါ့အဓိကတော့အဲ့ဒီဟာလေးတွေလက်ပါတာပေါ့နော် KN ကင်မျိုးသားတက်မတော်ရဲ့အရာရှိငယ်ခေါင်းဆောင်တင်နန်းကိုတင်နန်းသား90တက်ရောက်ခဲ့ပြီးတင်နန်းကာလနှစ်လကျော်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်လုံးဝအတိအကျမဲ့လေဘာမှမရှိဘူး ကိုယ်ကတက်စားလို့ဆွဲကြည့်နားလေဆွဲကြည့်တွေကသူတို့သိရဲ့အသိပညာဒီအရေးချင်းကုန်လို့နော် upgrade လုပ်ပေးတယ်နည်းနည်းသိကြတယ်နောက်လေး40 30လောက်ချာကရင်မျိုးသားတပ်မတော် KNI ဟာ2024ခုနှစ်ဇန်နဝါရီလက BGF ကရင်နယ်ခြားဆောင်တပ်ကနေစစ်ကောင်စီလက်အောက်ခံအဖြစ်ကခွဲထွက်ကြောင်း ကြီးညာခဲ့တဲ့တပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဂျာမနီနိုင်ငံမြောက်ပိုင်းရဲ့အဓိကစိတ်ကမ်းမြို့ဖြစ်တဲ့ဟမ်ဘတ်မြို့မှာရှိတဲ့မီးရထားပူတာရုံမှာမေလ23ရက်နေ့တောက်ကြနေညပိုင်းကဓားနဲ့တိုက်ခိုက်မှုတစ်ခုအတွင်းလူအများပြားဒဏ်ရာရှိခဲ့ကြောင်းဟမ်ဘတ်ရဲအဖွဲ့ကဆိုရှယ်မီဒီယာပလက်ဖောင်း X မှာပြောကြားခဲ့ပြီးတန်တရားရှိသူအသက်39နှစ်အရွယ်မျိုးသမီးတဦးကိုဖမ်းဆီးလိုက်ကြောင်းလဲဆိုပါတယ် ။ဒါနဲ့တိုက်ခိုက်ခံရမှုကြောင့်ဒဏ်ရာရှိသူ19ဦးရှိတယ်ဆိုပြီးသတင်းပြန့်နေပေမယ့်အရေးအတွက်အတိအကျကိုတော့မထုတ်ပြန်သေးပါဘူး။ဒဏ်ရာရှိသူအများပြားရှိနေတယ်ဆိုတာရှင်းလင်းပေမဲ့သူတို့အထက်မှာအတော်များများအသက်အန္တရာယ်စွန့်ရရမှုတွေရှိနေတယ်လို့လဲဟမ်ဘတ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူအဘန်ဆက်ကပြောပါတယ်။ဘတ်သတင်းစာမှာတော့လူ၁၂ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး၃ဦးဟာစွန့်ရရတဲ့အခြေအနေမှာရှိနေကြောင်း တခြားသုံးဦးဟာလည်းဒဏ်ရာပြင်းထန်ပြီးနောက်ထပ်6ဦးကတော့ဒဏ်ရာနှဲငယ်ရရှိခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။တိုက်ခိုက်မှုဖြစ်ရတဲ့အကြောင်းရင်းကိုတော့အခုချိန်ထိရှင်းရှင်းလင်းလင်းမသိရသေးပါဘူးရှင်။တီဗီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမအောင်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်။